အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့လက်ပြတောင်ပန်ကျိုးတဲ့ညာဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါ နားဆင်အားပေးကြပါဦးခင်ဗျာ အချိန်ကတော့ညာ7:00နာရီမိနစ်30ခန့်ဒူရဲအုပ်ကိုဝေမင်းခိုင်တို့ညာကင်းလက်အဖွဲ အောင်စီချလန်းတဲ့တို့ စပိန်တို့အချို့မှာထိတ်လန့်တကြအော်ဟစ်ပြေးလွှားတံများနဲ့တူလူတယောက်တစုံတစ်ခုကိုကန်ပြီးတော့မိမိတို့ရှိရာတို့တရောတို့ပါပြေးလာပြီးအကြောက်တလန့်ပြေးလာသည်ကိုတွေ့ကြတယ်။ဒီမြေကွင်းကြောင်အလုံးမှစပိန်ပေါ်မှာဆင်းပြီးနေရှားယူထားကြတယ်။ဒူရဲအုပ်ဝေမင်းခိုင်မှာခပတ်ကြားထဲမှာခြောက်လုံးပြူတနက်ကိုဆွဲထုတ်လိုက်ပြီးဟေးရစ်ချစမ်းသူ့ရဲ့အမိန့်တန်ပြီးတဲ့အတိုင်းလက်နေတမီးရောင်များက ပြေးလွှားသူကိုပေါ်တော့ ကြားရောက်လို့သွားခဲ့ပါတယ်။ထိုသူသည်သူတို့အနီးသို့ ရောက်တဲ့အခါမှာအမောဆုပ်ပြီးတော့လဲကျသွားတယ်။မိချောင်အောက်မှာမြင်လဲရတဲ့မြင်ကွင်းကအသက်16နှစ်ခန့်အမျိုးသမီးငယ်တူ။လက်ထဲမှာသွေးစွန်းနေတဲ့ဓမြောင်တစ်ချောင်းကိုဆုပ်ကင်ထားတယ်။သူ့မရဲ့အင်ကြီးထမိတ်မှလည်းနေရဲနေတဲ့သွေးများကနေကြအနံ့ပေးချန်နေတယ်လို့အပေါ်အင်ကြီးမှလည်းဆုပ်ပြဲပြီးတော့အတွင်းခံဘောလီအင်ကြီးကိုပါ အထင်းသားမြင်နေရပါတယ်။မင်း မေဘလို့ဖြစ်လာလဲမိကလေးဓာတ်ကိုချလိုက်ပါမိမငယ်မှာအမေကိုနားခံပါတယ်လက်ထဲမှာသွေးစွန့်နေတဲ့ဓာတ်ကိုအခုမှအကြောင်းလန့်တကြားလွှတ်ချလိုက်ပါတယ်ပြီးတဲ့အခါမှာမျက်နှာကိုလဝါးအစုံဖြင့်အုပ်ပြီးတော့ခြုံပွဲချပြီးရှက်ကြီးတငယ်ကိုငူပြစ်လိုက်ပါတယ်ကဲကလေးမမင်းဘာဖြစ်လာတယ်ဆိုတာကူတာအရင်ပြောစမ်းဒါမှဒုက္ခမင်းကိုကူညီလို့ရမှာ ပြောကျကျမလူတက်ခဲ့ပါတယ်ပူကြီး ဟေးလူသက်လာတယ်ဘယ်နားမှာတက်ခဲ့တာလဲဒီလန်းရဲ့ဟိုဘက်ထိတ်ကချစ်ဒါလီတက်အိမ်ထဲမှာပါ ပြဿနာပဲကဲဆရာကြီးအောင်ဒီရဲခွက်ကရရက်ကဥခရကိုအမြန်သွားခေါ်ပြကျန်နာကျွန်တော်တို့ဆက်လို့ထားမယ်လာမိကိုတိုင်လိုက်ပြစမ်းထတယောက်ကတက်တေကန်ဓာကိုဆက်ခုဖြင့်စနေတကြပတ်ပြီးတော့တိတ်လိုက်ပါတယ်မိမငယ်ဥဆောင်ရာတို့တတိနယ်လိုက်သွားကြတယ် တိုက်အိမ်အဝင်တကားတီပွင့်လို့နေပါတယ်အထဲမှလူတန်းသူတန်းမကြရတိုက်ထဲကိုဝင်ကြည့်လိုက်တော့ပစ္စည်းတချို့ပြန်ကျဲနေတာကို တွေ့ကြတယ်လက်ရဲစစ်မီးချောင်အောက်မှာသွေးဆက်တချို့ကဟိုနားတစ်ဆက်ဒီနားတစ်ဆက်မိဘနေရာမှာတက်ခဲ့တာလေဟိုအောက်ထက်မီးဖို့ဆောင်တဲ့ကလေးချက်အခန်းထဲမှာတယောက်နောက်ပြီးတော့ဆက်ပြောလေဟိုအပေါ်ဓက်ကအခန်းမှာတယောက်ဘာမိခနှစ်ယောက်တော့မှတက်ပြစ်လိုက်တယ်ဟုတ်လား ဟုတ်ဟုတ်ပါရဲ့ဘိုးကြီးရရက်ကဥက္ကဋ္ဌနဲ့အရဲသက်တေလူကြီးများ ရောက်လာတော့သူတို့မိဖို့ဆောင်နဲ့ကလည်းရက်ခန့်တို့ဥစာဝင်သွားကြပါတယ်မြေလဲရတဲ့မြေခွေးကခါဝေပစုံမရှိတဲ့အသက်40ယောက်ကြားကြီးတူတေသားကုပြေကတဲ့ပေါ်မှာရေကောင်းပွင့်ပြီးတော့တေဆုံးနေတာကိုတွေ့ရတယ်ဒီနောက်မှာတော့သူမလိုက်ပြီးတော့ပြတဲ့အတိုင်းအပေါ်တက်အခန်းတစ်ခုမှာ ဝင်ပြီးတော့ကြီးလိုက်တဲ့အခါမှာ ညမီးအိတ်ရဲ့အလင်းရောင် အောက်မှာအသက်40ခန်းအသားဖြူဖြူအမျိုးသမီးတူပွေချာပေါ်မှာပက်လျက်အခမ်းမီးကိုဖြန့်ပြီးတော့ကြီးလိုက်တဲ့အခါမှာလေဘဲမှထိုးသွင်းစူးနှစ်ဒဏ်ရာတစ်ချက်နဲ့ပွေချင်းပြီးတိတ်ဆုံးနေတာကိုတွေ့ကြတယ်။ကျမဖြစ်ချောင်းကုံစင်ကိုအစာဆုံးပြုတ်ပြပါမယ်ပူကြီး။ဆရာတို့ရဲ့ကျမနာမည်ကခေနေရှိလို့ခေါ်ပါတယ်။လက်ပံမင်းရွာကပါ။ရွာမှာကျမအပါဝင်မုတ်ဆိုးမကြီးနဲ့ ိသားစု၅ယောက်အတူနေကြပါတယ်အမေကအဖေဆုံးသွားပြီးနောက်ပိုင်းမုံမျိုးစုံယာတိဘောလုပ်ပြီးတော့ရောင်းချဝမ်းစာရှာခဲ့ပါတယ်အမေမကျမ်းမလို့ဈေးလုံးဝကိုမထွက်နိုင်တော့အကြီးဆုံးဖြစ်တဲ့ဂျမခပဲကောက်ဆိုင်ပြုတ်တော့မြေဘဲနှုတ်ပြောင်းချိုစားတဲ့ကြုံရှာလုံများကိုပဲလောက်ကင်ပါတယ်မိသားစုရေကူဥဆောင်ရပါတယ်ဂျမရဲ့မောင်လေးနဲ့ညီမကလေးများเจ้ามณีไหนจะบ่ปูตะคาตะลีทะเม้นไว้มาเฮ้มับบาเบ้เนี่ยงะปี้ฉีโตเสียเนี่ย စားခရရတဲ့နေ့တွေလည်းမနေခဲ့ပါဘူးဒီဘဝရဲ့ရုံးကန်နေ့ချိန်မှာတနေ့ရေကုန်းမှာအလုတ်သွားလုံနေတဲ့ကျမတို့ရွာသားအောင်ငိမ့်တဲ့တူအတော်ကြီးတူကျမတို့အိမ်ကိုရောက်လာတယ်အတော်ရှယ်နာမည်ကဒေါခင်ဝိုင်းချေတဲ့ဝဝတန်တန်ခန့်ခန့်ကြည့်ပါရှင်ကိုအောင်ငိမ့်ကနင်တို့ဆင်းဆင်းရဲရဲလောက်ကైနေရတာမကြည့်ရဲလို့အလုတ်ကောင်းကောင်းရအောင်လို့မြို့ကအဆဲအသွဲခေါ်လာတာတဲ့ဒီလိုစကားကိုကြားလိုက်တော့ကျမလူမမအမေရော ဝမ်းသာလို့သွားတာပေါ့ဒေါခင်ဝိုင်းချက်ကလည်းကျမထုတ်နေတဲ့ကြဲ့မြင် လာမြင်နေတဲ့လူတွေတဲတာတာအီလေးကိုလှည့်ပဲကြည့်ပြီးတော့ပိန်ညံ့ညံ့ဖြစ်နေတဲ့ကျမရဲ့မောင်းလေးညီမလေးကိုကြည့်ပြီးစုတ်တက်တက်ဖြစ်နေပါတယ်ကျမကတော့အပြုတ်ပေါ်ဝင်စမှုအလုတ်ကျဲမျိုးစုံကိုလှုပ်တော့မပိတ်မဘူးတငယ်ချင်းတွေရဲ့ဝေဖန်ချက်အရဆိုရင်တော့ကိုလုံးကိုပေါင်းရှိတယ်ပေါ့ဒီတင်ဒေါခင်ဝိုင်းချက်ကနေအေးကွယ် ငါတူမာကြီးရဲ့ဖြစ်ကိုမြင်ရတာတကယ်ကိုမှစိတ်မကောင်းလိုက်တာကွယ်မောင်အောင်ငိမ့်ပြောတော့ကဒီလောက်မယုံခဲ့ဘူးလက်တွေ့မြင်မှပဲစိတ်ထိခက်ရတယ်ကွယ်ကဲကဲအမာကြီးရောငါတူမာကြီးများရောဘာမှစိတ်မပူကြနဲ့ရော့ဒါကတူမာကြီးလက်တလောသုံးဖို့အန်တီကကုသိုလ်ဖြစ်ကူညီတာမြို့မှာတူမာကြီးတင့်လျော်တယ်အလုံးအကင်လေးစုံစမ်းဖန်တီးပေးပါမယ်တိလားအဲ့ဒီလိုပြောပြီးတော့ငွေ900တန်တစ်ချွက်ကိုတရာကြီးပြူပေးခဲ့ပါတယ် တကားမှငွေ900တန်မကန်ဘူးပါဘူးရှင်။နှကောင်းနှမျက်တွေကကဲလက်တို့ပဲတူပါရဲ့။အထီနေကမမက်ချရာအတော်ကြီးကိုရောအကူအောင်ငင်းကိုရောထိုင်ထန်ကြောတီမှာ အမောပါပဲဘိုးကြီးတို့ရဲ့ရုံမှာတလားကိုနှစ်ကြိမ်လောက်အန်တီဒေါခင်ဝမ်းချစ်တို့ရွာကိုရောက်ရောက်လာတတ်တယ်။အကူအောင်ငင်းကတော့မပါတော့ဘူး။လာတိုင်းလဲမောင်းလေညီမလေးတို့အင်ကြီးပေါင်းပြီးအစ်တလေးတွေပါလာတယ်။ဂျမအတွက်လဲအင်ကြီးဆန်းဆန်းလေးများနဲ့ ထမိန်အရေးသွေးလတ်လာလေးတွေဝဲပေးပါတယ်။အမကြီးအမေဖို့ဆိုပြီးတော့ဝဲလာတဲ့မုံတွေကလည်းမမြင်ဘူးတဲ့မိုးအကောင်းစားတိပါပဲ။ဒီလိုနဲ့အန်တီဂျီဒေါခင်ဝမ်းချင်းနဲ့ကျမတို့ပတ်သက်မှုမှာတရုံရုံမှပဲရှင်။ဆွေမျိုးသားချင်းအရင်ချလို့ဖြစ်သွားကြပြီ။ဟာဟာဟီးနဲ့ဖြစ်ပြီးတော့ပြောမနာဆိုမနာဖြစ်ခဲ့ကြတယ်။ညီထမင်းကောင်ဟင်းကောင်ချက်တက်ချက်လာခင်းနှင်းရှိ။ချက်တက်ပါတဲ့အန်တီရဲ့အလူမင်္ဂလာဆောင်ဆိုရင်တော့သမီးတို့ဝမ်းချင်နေတာပဲဥစ္စာ။ အဝိတ္တိဘာတိရောလျှော်နိုင်ပါမလားကောက်ဆိုက်ပြိုးနုတော်မှလောက်နံသေးတာပဲဥစ္စာအန်တီကြီးကလည်းဒါတွေကမေးကြတာပေါ့အေးလုံနိုင်ရင်ငါရဲ့တိုက်မှလိုက်နေငါမကအလုသမားတွေအိမ်ငါးထင်းနေနေတာအချိုးကအလျှော်အဖို့လို့တယ်ငါလည်းလာခတီးတန့်ပြေးမှာပါကျွေလဲကျွေမှာအဒီမှာ လုတ်တက်ကန်တိုက်သွားရင်တော့တတိအိမ်တို့ပါတို့လာခကောင်းကောင်းရနိုင်တယ်ကံကောင်းရှင်လေကောင်းသားကောင်းမှရနိုင်ပါတယ်သိချေလားအိုး အန်ဒီကြီးကလည်းရှက်စရာကြီးဒါရှက်စရာမဟုတ်ဘူးအေးကိုကငါ့တူမကြီးကောင်းစားချင်လို့ပါအရီလိုနဲ့ဂျမရန်ကုန်မြို့ရက်ွက်ဆုံကဒေါခင်ဝမ်ချိတ်ရဲ့ခြေသားလေးအမိရှိတက်အင်ကိုရောက်ခဲ့ပါတယ်အရီမှာထမင်းချက်ရတယ်အဝိလျှော်ရတယ်မီးဘူးတိုက်ချရတယ်အဲ့တဲ့ကများလုံးနာကြောင့်လက်ဖိတ်ရှိအေးအေးကစားလှုပ်ပေးချပါတယ်အဲ့တဲ့တွေကလည်းအမျိုးစုံပါပဲအချို့ကကားနဲ့လာတယ်အချို့ကတော့ဆိုင်ကယ်နဲ့လာကြတယ် အများအားဖြင့်အမျိုးသားများနဲ့အတူကိစ္စဆန်ဝစားတတ်တဲ့ငငယ်ရွယ်ရွယ်လတ်လတ်ပါပါအမျိုးသမီးတွေအလာများကြတယ်။တချို့ကတော့တိုက်အပေါ်တက်ကို တက်သွားကြသလိုအချို့ကတော့အောက်ထက်မှာဖဲရိုက်ကြတယ်။ရက်ွက်စုံကတီးတန့်ချမ်းဝကျဲကြီးဆိုတော့တိတ်တိတ်ဆိတ်ဆိတ်ရှိတော့ကိုသူတို့လာရင်အေးအေးတန်အေးလက်ဖိတ်ရှည်တန်လက်ဖိတ်ရှည်ပို့ပေးကြပါတယ်။အချို့ဆိုရင် အပေါ်တက်မှာတရှုံရှုံမှာပဲဘာတွေလုပ်နေကြလဲမသိပါဘူး။ ရေတံများတော့ကြားပါတယ်အတိကိစ္စဝါးဝါးကိုတံဝင်ယူကြည့်ချက်ဦးစီးတာကတော့ဥပိတာလှချစ်ဆိုတဲ့လူမျိုးကြားပါပဲသူကဒီတိုက်အင်ကြီးမှာဒေါခင်ဝမ်းချစ်ပြီးကျင်ဩဇာကြီးဆုံးပဲကျမတတိထားမိတလောက်ကတော့မနက်9နာရီထိုးပြီးကျင်အမျိုးသမီးအရွယ်ကောင်လေးတွေဖိလိမ့်ဝေစားပြီးတော့အင်ကိုရောက်ကြတာပဲသူတို့ကိုပိတာလှချစ်ကပျော်ပျော်ပျော်လှုပ်ပါတယ်မိတ်ဆွေတွေကလည်းဟိုတင်မပြောလိုက်ချင်ပါဘူး အရှက်ကူမှနေလွန်ကြပါတယ်အချို့မိမများဆိုရင်တော့အဋ္ဌိလူကြီးဖက်လားဆွဲလားတွဲလားနဲ့ကျမဖြစ်မြင်ရတာရှက်လွန်းတော့ကိစ္စရှိရင်အင်းရှိဧကန်းကိုလုံးဝကိုမထွက်ဘူးသူတို့ကတော့လာလာစကားပြောကြပါရဲ့ဒါပေမဲ့ကိုယ့်ရဲ့အင်တွေနဲ့ကိုပဲနေလိုက်ပါတယ်ဒီနေ့မှပေါ့ရှင်ကွန်ပျူတာလက်ချက်ကနေခင်းနေကြီးရရှင်အန်ကေချစ်အပေါ်တက်ကအခန်းသုံးကိုလေးမောရှိနှစ်ပလင်းသွားပြီးတော့ပို့လိုက်ပါအောင်ခွေ သူကရှိုးဝိုင်းကနေလှမ်းပြီးတော့អော်လိုက်ပါတယ်။ဒါနဲ့ကျမကလည်းဒီအိမ်ရောက်ကလေးကတကားမှမတက်ဘူးသေးတဲ့တိုက်အပေါ်တက်ကိုတက်ပြီးတော့အခန်းသုံးချက်တကားကိုခောက်လိုက်တယ်။မကြခင်မှာတကားချက်ကဖြုတ်တန်ကြရပြီးချွေးတန်တွှွှွှဲ့နဲ့လူတယောက်မှဆက်ပြီးပြင်းမျက်နှာဖြင့်ထွက်လာခဲ့ပါတယ်။ကျမကအံကဲချစ်ပိုခန်းလိုက်တာလို့ပြောတော့သူကကျမရဲ့တကူလုံးကိုရမကုန်းငွေတွေနဲ့မျက်လုံးကြည့်နေစိုက်ပြီးတော့ကြည့်ပါတယ်။ဟိုး စပွဲပေါ်တင်ထားလိုက်ညီမလေးချစ်ရေလိမ္မော်ရှိရပြီထအထီလိုလူကလည်းသူကလန့်ပြီးတော့ပြောလိုက်ရောဂရင်ပေါ်ကနေအမျိုးသမီးတဦးမှာလူလဲထားပြီးငုတ်တုတ်ထထိုင်လိုက်ပါတယ်ကျမလည်းအမှုမဲ့ကြည်လိုက်ပြီးတော့အိုးဟဲပါလေမကြည်ရဲလို့လားအရင်ကလေးနဲ့တူပါရဲ့ကျမမှာချက်ချင်းပဲအောက်ထက်ကိုပြေးစင်သွားလိုက်ပါတယ်မျက်နှာတပြင်းလုံးမလည်းရှက်သွေးတွေနဲ့ထူပူလို့နေပါရဲ့ ကျမရဲ့မြင်လဲရတဲ့မြင်ကွက်ကအဲ့ဒီအမျိုးသမီးရဲ့ခန္ဓာကိုယ်ပေါ်မှာနောက်ဆုံးတော့လေကိုရဲ့ကျေးဇူးရှင်ကလည်းဖြစ်နေပြန်သူ့ဆန်စားနေတော့မရဲတရဲဖြစ်ပြီးလုံနေရတော့ကိုဘာမှမဖြစ်ရင်ပြီးရောတဘောနဲ့အလိုက်တဲ့နေပါတယ်တနေ့ညဘက်9နာရီကြိုကြော်လောက်ပေါ့ဒေါခင်ဝမ်းချဲမကျမနေတဲ့မီးဖို့ဆောင်တစ်ဘေးကအခန်းကိုရောက်လာတယ်အိပ်ပီလာတူမကြီးမအိတ်သေးပါဘူးအန်တီကြီးရဲ့ဘာခိုက်မလို့လဲ မခိုင်းပါဘူးကွယ်ဒူမာကြီးနဲ့စကားပြောချင်လို့ပါဘာမြအကြောင်းထူးလို့လဲဟင်ဒေါကင်ဝိုင်းချက်မှာ secret ကိုဟန်ပါပါမင်းညိလိုက်ပြီးတော့ညီချမ်းချမ်းသာသာ မနေချင်ဘူးလားရှင်ဘဲနဲ့ပြောလိုက်ပါလေအန်တီရဲ့တိတ်ပြီးတော့နေချင်တာပေါ့ဘာလို့အဲ့ဒီလိုနေချင်တာလဲပြောစမ်းပါအောင်ရွာကားမင်းနဲ့မောင်းလေညီမလေးတွေကိုလူနဲ့သူနဲ့တူအောင်လို့ထားချင်လို့ပါဒါဆိုရင်ငွေလဲနေနေအောင်ရမယ် တသက်တသားလေးရှိမယ်မိဖို့ဆောင်လို့လေလို့ဆရာမလို့တော့ဘူးလက်လာပေါပါနဲ့ကြော့ကြော်လေးနေကြအောင်ငါစီစဉ်ပေးမယ်ညိလိုက်နာနိုင်ပါမလားညိတပတ်အတွင်းမှာငွေတောင်းနဲ့ချီပြီးတော့ရမယ်ေကျမမအလုံးကူမအံ့ဩလို့သွားပါတယ်ဘာဘာလို့များလဲအနည်းရဲ့ဒီမှာညိဟိုတင်မောသားဝင်းစော်ဆိုတဲ့လူကိုတိတယ်မလားသူကညီနဲ့အတူအိတ်ချင်လို့တဲ့အဲ့ဒါအခွင့်အရေးကောင်းမယ်ကောင်းမရဲ့ညီသူ့အလူကိုလိုက်လိုက်ရင် ညီရောငါရောချမ်းသာရောသိရဲ့လား။အိုးကျမအဲ့ဒါမျိုးမလုပ်ပါဘူး။ကျမမှာရှက်ရွံထိတ်လန့်စွာ အတင်းကူမှညင်းလိုက်ပါတယ်။ဒီတည်းမှာဒေါခင်ဝမ်းချက်မှာကျမပခုံးကူပြိဖက်ပြီ။ရှက်စရာမလိုပါဘူးအေး။ဘသူသိတာမှလို့မြဲမြံကြီးပွားချမ်းသာဖို့ကအဓိကပဲ။ဒါမှရွာကညည်းရမင်းနဲ့။အိုးရှင်ကျမတို့ငတ်သိချင်းတိပါစီ။ဒါမျိုးလုံးဝကိုမလုပ်စားဘူးအန်တီ။တော့တော့ပါပြီရှင်။ကျမရှက်တဲ့အိတ်တော်မယ်။ ။အော်ညီကငါကြွေးမွေးစောင့်ရှောက်ထားတဲ့ကျေးစုကိုမှမထောက်။ငါ့ကိုညှဉ်းဆန်တဲ့သဘောပေါ့။ဟုတ်လားမခင်နေကြီး။ကျမမှဘာမှအပြစ်မပြောတော့ပါဘူး။နားနဲ့ဖောက်ကိုပိတ်ထားလိုက်ပါတယ်။ညီစင်းစားပေါ့အေး။ငါစကားနားမထောင်ရင်ညီတနေ့နောင်တရလိမ့်မယ်။ဒေါခင်ဝမ်းချက်မှာအခင်းတစ်ခါနေဒေါနဲ့မောနဲ့ထွက်ခွာလို့သွားပါတယ်။ကျမရဲ့အခင်းတစ်ခါကိုကြက်ထိုးပြီးတော့အသားတွေတဆက်ဆက်တုံးနေတယ်။ကျမဘာလို့ရှာမလဲမသိဘူး။ လက်ဆတတော်ကျမရှောင်းနေတာမကောင်းတဲ့လုပ်ကိုတိတ်တိတ်ပုံလုံနေတဲ့လူကုန်တန်ဟန်ပြမိမရွှေအင်ကူပါလားဖရဖရဒီကိုလာတဲ့အမျိုးသမီးတွေကလည်းဟိုတယ်ကျမမှသူတို့အလူကိုမလိုက်တော့ပဲရွာကိုပြန်ပြီးတော့နေချင်မှာရွာမှာပြိုးနှုတ်ကောက်ဆိုင်စင်စင်ကြဲကြဲနေကြမယ်ဒါပေမဲ့တိခါရှိမယ်စိတ်ချမ်းသာမယ်သူတို့စီစဉ်တယ်လို့အလူလိုက်ရင်တော့တခဏတည်းမှာကြီးပွားလာလိမ့်မယ်တို့ပါတော့လေ တနေ့မဟုတ်တနေ့ဒီเจ้าတွေကိုကျမရွာကအမေမောင်ညီမနဲ့ရွာကလူများမှတည်သွားရင်တော့ကျမတို့မိသားစုအချက်တကွဲအကျိုးနဲ့ဖြစ်ပါပြီကျမမှတညလုံးထိုင်ပြီးတော့စဉ်းစားပါတယ်ခေါင်းတွေပါကြိုက်လာတယ်အေရှိတိုင်ကဲ့နာရှိဇနနာရီတန်ဆုံတီးတန်ကြမှာမိခင်နဲ့အိပ်ပျော်လို့သွားခဲ့ပါတယ်။နောက်တနေ့မိုးလင်းလို့ဈေးသွားပြီးတော့ပြန်ကချက်ပြုတ်လဲပြီးကျော်အန်တီဒေါခင်ဝမ်းချစ်ကို အန်ဒီမနေ့ဖြန်ကားစပြီးကျမအလုပ်ထွက်တော်မယ်အလိုအလုပ်ကထွက်တော်မလို့ဟုတ်ကဲ့ညီထွက်ချင်တိုင်းထွက်လို့မရဘူးဆိုတာရောညီတည့်ရဲ့လာခင်းနေကြီးအိုးဘာလို့မရမှာလဲကိုမလုပ်ချင်လို့ထွက်တာပဲဥစ္စာညီဘာမှမသိသေးပါလားခင်းနေကြီးရတယ်ညီမလုပ်ချင်လို့ထွက်ချင်ရင်ငါအကျွေးတတောင်းကိုအခုချက်ချင်းဆက်ပြီးမှထွက်သွားပါရှင်အကျွေးတတောင်းဟုတ်လားနေပါဦး ကျမဘယ်တော့ခမြန်အန်တီစီကငွေချေးဘူးလို့လေကျမနေထိုင်နေရာကနေငေါကနေထားလိုက်ပြီးတော့သူနဲ့မျက်နှာချင်းဆိုင်လိုက်ပါတယ်သူတို့စီကငွေချေးဖို့နေနေတာကကျမရှားတဲ့လာကကိုသူ့ရွာသားတိုင်းမှာ ကျမလူကြုံပါပါနေကြဥစ္စာဒီတင် သူကမထီမဲမြင်ပြုံးကိုပြုံးပြီးတော့ဟဲညီကငါเจ้าကိုမှမတိသေးဘဲကိုဒီမှာညီအမေကညီမတိပါစီနဲ့ဆိုလို့ငါကမပြောဘဲနဲ့ဖုံးထားတာရဲ့ ညီကအချိုးတမျိုးပြောင်းလာတော့လေဖွင့်ပြောချတာပေါ့ဤငါညီလာခကိုညီအမေစီသွားဖို့တဲ့နောက်ပိုင်းအခေါက်ဒုက္ခဒုက္ခအရေးပေါ်ငွေလိုလိုတဲ့ငွေတတောင်းလောက်ချေးပါတဲ့အဲ့ဒီငွေကိုလေညီလာခတဲ့ကလားစီချစ်ကြဖြစ်သွားပါတဲ့ဒါနဲ့ငါချေးခဲ့တာကဲညီသိပြီမို့လားဒီတော့ညီရဲ့လုခထွက်ချင်ရင်ငါငွေတတောင်းကိုဆက်ပြီးမှထွက်မဟုတ်ရင်ဒုက္ခစကားဆုံးအောင်မပြောပဲ ကျမကိုပြုံးထွေးထီးနဲ့စိုက်ကြည့်ပါတယ်။ကျမမှာတိတ်ကိုမှအံ့ဩလို့သွားတယ်။ဒေါခင်ဝမ်းချစ်ပြောတာဟုတ်ရောဟုတ်ရဲ့လားလို့တန်တရားဝင်မိပါတယ်။သွားပြီးတော့မေးကြည့်ခြင်းပေမဲ့ကျမရွာကိုခဏတပြုံပြန်ခွင့်မရပါဘူး။ကျမသူ့ကိုကြောက်ခိုက်ပြီးခြုံပွဲချငိုလိုက်ပါတယ်။ကျမရှင်ထဲမှာအကျွေးတောင်းချက်အတွက်ရင်းနေပလောင်စုလို့နေပါတယ်။ခွင်ရရက်တွေမှာအန်တီနဲ့ဥပိတာလာချစ်တို့ကကျမကိုချွတ်ချွတ်မမို့လှုပ်လာတယ် တခါတဟာတူနှစ်ဦးမှာတီတိုတီတိုနဲ့တဖန်လုပြီးတော့ကျမကိုရီးတက်တက်လှုပ်လာတယ်အထူးသဖြင့်ဥပိတာကြီးပါပဲတခါတခါကျမရဲ့ပခုံးကိုကိုက်နေတေမားကိုပုတ်တယ်ကြောကိုပုတ်လှုပ်ပါတယ်ကျမမှာမျက်စိမျက်နှာထားဖြင့်လှုပ်ပြပေမဲ့သူကတနေ့တခြားရဲရဲလာခဲ့တယ်ဒီလိုနဲ့တညာအဲ့ဒီညကတော်တလေးလာခွေညာကျမအိမ်မောကြနေတဲ့အချိန်မှာ အပြင်ကအဆက်မပြတ်တကားခောက်တယ်များကြောင့်ကျမနိုးလာခဲ့ပါတယ်။အချိန်မတော်ကြီးမလို့ဖွင့်မပေးသေးတာနဲ့ဘသူလဲလို့မိလိုက်တော့အန်တီကြီးအတန်နဲ့ငါပါတဲ့။တကားဖွင့်မအောင်ဆိုလို့ဘာများအကြီးကြီးလို့လဲဆိုပြီးခြေတကားကိုဖြုတ်လိုက်ပါတယ်။တကားလဲပွင့်ကျော်အခန်းထဲကိုအရင်ဆုံးဝင်လာတာကအရန်နဲ့တထောင်းထောင်းနဲ့ဥပိတာလှချစ်ပါ။ကျမမှအန်အော်လို့ဗဇက်ဟနေစင်းမှာပင် ဒေါခင်ဝမ်ချစ်ကကျမကိုပြုံပြုံကြည့်ကြည့်ပြီးတော့လက်ထွက်သွားခဲ့ပါတယ်။ကျမသတိရပြီးတပ်ဝင်လှုပ်ရှားတဲ့ချိန်မှာတော့ဥပိတာကတကားကိုချက်ထုတ်ပြီးကျမပခုံးနှစ်ဖက်သူ့ရဲ့လက်ကျန်းကြီးများထဲဆုပ်ကိုင်လို့အိတ်ရှာဘုတ်ကိုအတင်းတွန်းလေချပါတယ်။ကျမမှာရုံးခံအော်ဟစ်ပြီးတော့အတနာခံခဲ့ပြီမဲ့သူကလုံဝကိုမညာတားခဲ့ပါ။ကျမရဲ့ပါဇက်ကိုပိတ်လိုက်ပါတယ်။လေပင်ကိုလည်းညှစ်ထားတယ်။ကြားရှည်တမင်ရဲ့နပန်းပွဲမှာ တမေမျက်ရည်ကြတာကထုံးစံပါပဲမကြခင်မှာကျမသူပြုသည်မြနှူးရှားတဲ့ဘွားကိုရောက်သွားခဲ့ပါတယ်ကျမရဲ့တန်းစင်မြေနိုးတန်မိုးထားတဲ့အပြိုရှိဘွားကတော့လာမန့်ညတကောင်ရံမှာပယ်စင်းကြွေခဲ့ပါပြီကျမရှိုက်ငိုနေစစ်ပါပဲသူကကျမခုချော့ပြီးလှုပ်ရှားရှိတာများကိုဆက်လုပ်ဖို့စီချုံနားချပါတယ်ပြောလို့ွားတော့ကြည်နဲ့မောတော်ဟန်တဲ့အရှက်ကင်းမဲ့စွာပဲအိတ်ရပေါ်မှာ ပက်လက်လန်ပြီးတော့အနားယူနေပါတယ်။ကျမထမိန်ကိုပြင်ဝိတ်ရင် အပြင်ကိုထွက်မယ်လို့တော့ဘဲလေ။ကြာဟိမ့်တယ်လို့ဟိမ့်ပြီးတော့သူကလန့်អော်လိုက်ပါတယ်။ကျမအိမ်သာတက်ချင်လို့ပြီးချင်မြင်မြန်လာခဲ့တော့ရွှေရွှဲဆက်ဆုပ်ဖွေရာကောင်းတဲ့ရေတန်းနဲ့သူ့ရဲ့ရှင်ဘက်ကအမွေးများကိုပုတ်ပြီးအာသာငငန်းနဲ့ဆက်ကြည့်နေပုံများ ကျမမမီးပို့ဆောင်ပတ်သွားပြီးတော့လမ်းဝင်လိုက်ပါတယ်။အိမ်သားကအဲ့ဒီမှာလေ။ဒါပေမဲ့အိမ်သားတဲကိုမဝင်ဘူး။ဗကင်းစင်မောကတာလီဓာကိုပဲကောက်ကင်ပြီးတော့နောက်ကျောခါးချားမှာဝက်ပြီးတော့ယူလာခဲ့ပါတယ်။အခန်းထဲလေးရောက်ရော လူကျုံးမကြီးကကျမရဲ့လက်ကိုလှမ်းဆွဲပြီးသူ့ရဲ့ရှင်ဘက်ပေါ်ကိုဆွဲယူတယ်။ပြီးတော့မျက်စိမိတ်ပြီးတော့ဇင်ယူနေပါတယ်။ဒီအချိန်မှာပဲကျမရဲ့လက်ကကျောနောက်ကဓာကိုဆွဲယူပြီး အင်ဂျီပလာကျင်းနေတဲ့သူ့ရဲ့ရင်ဝါကိုအတကုံထိုးချလိုက်ပါတယ်။အတန်နဲ့ကြီးနဲ့သူကျုံအော်တယ်။ကျမကသွေးဆူနေပါပြီ။ဓာတ်ကိုမနှုတ်ဖဲနဲ့ဖိချလိုက်ပါတယ်။မကြပါဘူးသူလူးလိန်ပြီးတော့ညင်ကြလို့သွားတယ်။ကျမကူပေါ်မှာသွေးစားတွေပြေးချန်ကုန်ပြီ။ဓာတ်ကိုဆွဲ့နှုတ်လိုက်တယ်။ရင်ဝါမှာသွေးတွေကအိရာခင်းပေါ်ကိုစိကြလို့နေပါတယ်။ကျမရှယ်ကူကူတရေဘလူးစီးသွားပါပြီ။ကျမရှယ်အရှက်နဲ့ဘဝကို ဖြည့်စည်းတဲ့လူတယောက်ကတော့လူဘဝကနေအပီးထွက်သွားခဲ့ပြီတယောက်တော်ကြံမာသေးတယ်ကျမမသွေးစွန်းနေတဲ့တာလီတောက်ကိုကန်ပြီးတော့ဝင်းစင်စီနေတဲ့လူကိုအပေါ်တက်ခုပြေးတယ်လို့လာခဲ့တယ်ဒေါခင်ဝမ်းချေအခန်းကိုရောက်တော့တကားကိုခောက်လိုက်ပါတယ်ဘယ်သူလဲတဲ့ကျုပ်ပါလို့ခက်တီတီနဲ့အတန်ပြက်ပြီးတော့ပြောလိုက်တော့ဥပိတာမှတ်ပြီတကားကိုဖွင့်ပါတယ်သွေးတန်ရဲရဲနဲ့ဓာတ်ကိုကိုင်ပြီး ကတ်ထံမာကျော်နေတဲ့ကျမကိုပြုံးစားကြည့်မြင်လိုက်ကြရောဒေါခင်ဝမ်းချက်မှာလန့်အော်ပြီးဂရင်ဘော်ကိုလဲကြလို့သွားပါတယ်ဒီအချိန်မှာပဲသွေးစာနေတဲ့ရှမ်းညို့နေတဲ့နာကျင်နေတဲ့ကျမကညာလက်ထက်ကတားနဲ့သူ့မရှည်လေးပင်ကိုထိုးဆိုင်လိုက်ပါတယ်စူးစူးဝါးဝါးဘလုံးပထွေအိုဟိယုံကန်မကြပါဘူးငြိမ်ကြလို့သွားတယ်ဒီအချိန်မှာပဲအခြားအခက်များကပျော်ပါနေကြတယ်လူတွေမှလန့်ပြန်ပြီးတော့ ြေးထွက်လို့လာခဲ့ကြပါတယ်။မြင်ခွင်းကိုလည်းတွေ့ရသေးရော။ထမိန်မနိုင်ဘဝမနိုင်ပြေးချပါရော။ကျမမှထွေကနေတရီးကိုထွေပြီးတော့ပွေ့နေတဲ့တကဝါခါနေလမ်းမောက်ကိုပြေးထွက်လို့လာလိုက်တယ်။ဘလို့သွားရမှမသိဘူး။ဒါနဲ့ခြေဦးတယောက်ကိုပြေးနေတော့ဟဲ့ရဲလန်းဆိုတဲ့ဆရာကြီးတို့ဘူကြီးတို့တန်ကိုကြားပါပြီ။ကျမလူမသက်ချင်ပါဘူးဘူကြီးရဲ့။ကျမရှက်လွန်းလို့နာကျင်လွန်းလို့လုံးမိတာပါ။ ကျမကိုကဲကဲပြီးပါအောင်ရှင်ကျမထောင်ကြမှာလားတည်တံပြီးခံမှာလားကျမအမိနဲ့မောင်းလေညီမထီဒုက္ခရောက်ကုန်မှာပြီဘူလေးတို့ရဲ့ကျမကိုမကယ်နိုင်တော့ဘူးလားသူမဟာအယူတယောက်လုံးကိုကြွေးပြီးတော့တွေးမြင်သမ ्या ကိုအာကိုတကြီးနဲ့တောင်းပန်ပါတယ်မိမိတို့ သူ့ရဲ့ဖြစ်ကိုတနာ စာနာမိတော်လေဘာများတက်နိုင်အောင်မလဲသူ့ကိုတက်ညာစွာဦးစားပေးနိုင်သည်ကတရားဥပဒေရှုထောင့်ပဲရှိတယ် ဒါကြောင့်မလို့အာဘေစကားကို ပြောလိုက်ပါတယ်ဖြစ်တဲ့မြောက်ကိုရဲ့ချဲ့တာရင်ဆိုင်ပြီးတော့ညီမတရားဥပဒေကညီမရဲ့ခြေနေကိုကြည့်ပြီးအကောင်းဆုံးဖြစ်အောင်လို့ဖိမပါလိုက်မယ်အခုတို့မြာဥပဒေတန်ဆက်ပြီးတော့ဆောင်ရွှဲရတာကို နားလည်ပေးပါညီမလေးဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီနေ့မှတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လေးကိုဆုံးတီလိုက်ပါနားဆင်ပြီးတဲ့တူးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါရခင်ဗျာ